ာစီးချုံနဲ့ပတ်သက်ရင်လည်းဆရာရဲ့အခုတော်တော်များများလည်းဆရာအာသိရှိသွားပြီပေါ့နော်။ဒါမှမဟုတ်လည်းဆရာအခုက public မှာလည်းနည်းနည်းလေးတော့ရှိနေသေးတယ်ပေါ့နော်ဆရာ။ဘာတွေလဲဆိုတော့ဆရာဒီ mixed facts တွေပေါ့နော်ဆရာ။ဒီလွဲမားတဲ့အယူဆလေးတွေပေါ့နော်ဆရာ။အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ဘာလေးတွေရောရှိနိုင်လဲပေါ့နော်ဆရာ။အဲ့ဒါနဲ့ပတ်သက်ပြီးဆရာအသေးစိတ်လေးလည်းဆရာရှင်းပြပေးပါဦးခင်ဗျာဆရာ။ mixed ရတော့အများကြီးပေါ့။ mixed ဆိုတာအယူဆလွဲခြင်းပေါ့ mis misconceptions တွေပေါ့။နော်အယူဆလွဲခြင်းပေါ့။အတိအကျတော့စီးချုံဖြစ်မှာပေါ့။ तू ကအစားတောင်းမှမချောင်းတာကိုဆိုရဲ။ အဲဒီအပြစ်တင်တဲ့ကိစ္စပေါ့နော် judgment ပေါ့ဒါဒီကြောက်သွားပြီးဆုံးဖြတ်တယ်နော်သွားပြီး judgment ဆုံးဖြတ်တဲ့ကိစ္စပေါ့အဲ့လိုမျိုးမလုပ်သင့်ဘူးပေါ့ချီးကျူးဖြစ်ချင်းဒီအဲအကြောင်းချက်လေးခုတော့ရှိတယ်တကူကတော့သူ့ဟာဒီ genetic ပေါ့သူ visa တင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတာရှိတယ်နံပါတ်1ပေါ့နံပါတ်2ကတော့သူ့ရဲ့ အဲဗီဇပါတီဖြစ်စေပါတီဖြစ်စေသူနေထိုင်ရလူတို့ရဲ့နေထိုင်ရပတ်ဝန်းကျင် environmental factors ပေါ့ပတ်ဝန်းကျင်အကြောင်းချက်ပေါ်မှာမူတည်ပြီးတော့လဲစီရသူယောဂါကြီးဖြစ်လာတယ်ပေါ့အဲဒီ environment မှာသူ့ရဲ့ပတ်ဝန်းကျင်မှာအကျင်လဲလက်ကျက်စားပြီးတော့ကျင်လဲလှုပ်ရှားပြီးတော့နောက်သူ့ရဲ့ခန္ဓာကိုယ်တော်တွင်းမှာကျွန်တော်ပြည့်ပြည့်ပြောင်းလဲမှုတွေဖြစ်လာတယ် biological changes တွေပေါ့နော် biological changes တွေဖြစ်လာတယ်ဖြစ်လာပြီးတဲ့အခါကျတော့အဲဒီမှာခန္ဓာကိုယ်မှာ insulin ထွက်တာမထွက်တာ insulin antigen ုံမှန်တိုင်းရှိတာမရှိတာအဲ့လိုပြောင်းလဲမှုတွေကုန်ဖြစ်လာတယ်ပေါ့။နောက်သူကလူမှာအဆီဓာတ်တွေများလာတယ်။ insulin resistance ဖြစ်လာတယ်၊ biology changes ဖြစ်လာတယ်။နောက်ကပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ကျွန်တော် behavioral changes ပေါ့။အပြုပုံမှန်ဆိုင်ရာတွေမှာအပြောင်းအလဲတွေဖြစ်လာတယ်ပေါ့။အဲ့တော့အပြောင်းအလဲတွေဖြစ်လာတော့အဲ့ဒီအချက်လေးချက်ကြောင့်တရားတစ်ခုနဲ့တစ်ခုအာတုံ့ပြန်မှုတွေကြောင့်ဖြစ်ပြီးတော့တစ်ခုနဲ့တစ်ခု interaction ကြောင့်မို့ဒီလိုစိတ်ကြိုစိတ်ကြိုယောဂပြရစာကိုလူတွေကကျေပြပြနားလည်ထားဖို့လိုတယ်ပေါ့စိတ်ကြိုရှိတာသူအစားအသောက်တွေများလို့ အဲသူကစားတာကိုသူကဝါတာကိုအဲ့လိုမျိုးပဲစာနာမှုနားလည်မှုနဲ့ already လို့အကြောင်းချက်တွေပေါ်မှာဒီဖြစ်တာပါလားဆိုပြီးတော့အဲအဓိကအဓိကတော့ဒါပဲပေါ့။နောက်ရှိရသူရှိရောဂါရှိလို့ရှိရင်ပုံမှန်စားတော့ရမယ်နေထိုင်ရမယ်အာကျမိုင်နေညီညွတ်နေထိုင်ရမယ်အဲပြောတော့လွယ်တယ်ပေါ့ဒါပေမဲ့ပတ်ဝန်းကျင်ကအဲကျမိုင်နေညီညွတ်နေထိုင်နေတဲ့ပတ်ဝန်းကျင်မရှိလုပ်ငန်းခွင်ကအလုပ်တွေကအများကိုဖြည့်ဆည်းမှုတွေများတယ်အဲဆိုသူကဘလူနီးနဲ့မှရှိချိုးထိန်းသိမ်းမှုမကောင်းဘူးပေါ့အဲ့တော့ stress တွေနေအောင်လို့ပေါ့အဲ့တော့ ဟိုအစားတောက်နေတိုင်းမှားတာတကူတည်းနဲ့မဟုတ်ဘူးဗီဇာအာပါလာတို့တကူတည်းနဲ့လည်းမဟုတ်ဘူးပေါ့အဲ့တော့ဆိုရပြောတဲ့ဗီဇာရဲ့ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းချက်ရဲ့အပြုပိုင်းဆိုင်ရာအကြောင်းချောင်းချက်ရဲ့နောက် biological ခန္ဓာကိုယ်တွေမှာဇီဝဖြစ်စဉ်ပြောင်းလဲမှုများဒီချက်ကြံဖြစ်လာပါလားဆိုတဲ့အဓိကချက်ပေါ့ဒါနဲ့ miss conception တွေလည်းအများကြီးရှိတာပေါ့ဆိုတော့အာစေးတောက်အောင်မယ်ဆိုတချို့တွေကအာစေးတောက်ဆက်ဖြစ်ကြတယ်စေးတောက်ဆရာမလို့ပါဘူးကျွန်မကျမရင်းနဲ့ညီညွတ်အောင်ပဲနေတိုင်းစားတောက်လိုက်မယ်ပေါ့ ပြောတာပြောတာကျမနေချင်းတော့ဘလို့နေရမှာလဲဘာလို့ဒီဒီကောင်မလုပ်ရတဲ့သူတင်နာရဆိုကျမသိရမကူကြာကျမအစားတတ်တယ်ရှောင်းတယ်ကျွန်တော်စားတတ်တယ်ရှောင်းတယ်ကိုလက်လက်ကြလေ့ကျင့်ရလုပ်တယ်တကယ်တော့တည်တည်ကြာစဉ်းကျပြောင်းလောက်အောင်လုပ်နိုင်လို့လားတကယ်တော့ကျွန်တော်ရဲ့အဲကမ္ဘာရှိတဲ့ကိန်းကဏ္ဍတွေရဆို5 to 10%နဲ့လုံးဝစားတော့မဟုတ်ဟို စိတ်မကူဘဲနဲ့ပေါ့အစားတောက်နေတိုင်းနဲ့ပြုပြင်ပြောင်းလဲလို့ရှိရထိနေတယ်ဆိုတာ900ခန်းနဲ့1000ခန်းအဲ့လိုပဲရှိတယ်ဆိုတော့ဒီအဲ90ခန်းနဲ့တော့ကတောက်ဆေးဆေးရတော့လုံပါပဲထိုးဆေးအင်ဆူလင်ပဲဖြစ်ဖြစ်ဓမ္မဥပ္ပေါ်တဲ့ GLP-1 ဆိုတဲ့ထိုးဆေးပဲဖြစ်ဖြစ်ဒါတောက်ဆေးတွေဖြစ်တော့လုံပါပဲနောက်ကျလူတို့ထိုးတယ်ပေါ့အင်ဆူလင်ပေါ့အာအင်ဆူလင်ထိုးပြီဆိုဘဝဆုံးပါပြီပေါ့မဟုတ်မဟုတ်အင်ဆူလင်ကတော့ဒီလူလို့တာတယ်ဘဝဆုံးတယ်ဘာမှမဆိုင်ဘူးလေအခုထုံးတစ်ခုသာလင်ဖြစ်တယ်ပေါ့သဘောပြတာ misconception တွေအယူဆလွတ်မှားတွေကြီးအများကြီးပဲပေါ့နော် ဲ့တော့အဓိကတော့ဒါပဲသူကစီဂျူကကျတော့အချက်၄ကြောင်းကြဖြစ်တဲ့လူတော်များကသဘောမပေါက်ဘူးပေါ့အဲ့ဒါသဘောပေါက်လိုက်လို့ဆိုရင်သူ့ကိုသိပြီးတော့အပြစ်လည်းမတင်တော့ဘူးပေါ့နော်သူဘာကြောင့်ဖြစ်ပါလဲဆိုတာအော်သူဖြစ်တယ်လို့ငါလည်းဖြစ်နေတယ်ဆိုတော့တတိသားဘူးပေါ့နော်ဘာကြောင့်လဲကျွန်တော်ဗီဇမပေါက်ဘူးဆရာကျွန်တော်ဗီဇမပေါက်ဘူးကျွန်တော်အဖေမိမမရှိဘူးခရားမရှိဘူးမယ် empire ပတ်ဝန်းကျင်ဆိုင်အကြောင်းချက်တွေကြောင့်ဖြစ်လာနေတယ်ဟိုအာ behavior changes အပြုအမူပဲဆိုင်တယ်ပြောင်းလဲမှုကြောင့်ဖြစ်လာနေတယ်နော်နောက်ပြီးတော့ဆရာပြောတဲ့ ိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ဖြစ်လာတဲ့ဘယ်လိုကချင်းချက်တွေကြောင့်ဖြစ်လာနိုင်လဲအဲ့တော့အဲ့ဒီအချက်အဓိကအဓိကအကျဆုံးကအဲ့ဒီအချက်ကိုသိထားဖို့ပဲလိုတာပေါ့နော်ဟုတ်ပါဆရာဟုတ်ဆရာရော